没名了，瓦切。 ဒါဒေါ်စန်းစန်းမိုးချက်ဖို့ကနေပြီးရောကျောသွားတယ်ပေါ့နော်အရင်ခောက်ကပြည်ကြီးငါတုတ်လေးကိုပေါ့နော်ဟိုလောက်ပြပေးသွားတယ်ပေါ့အခုခောက်ကပေါ့နော်အဲ့တယ်လေအရင်ကြာနေတော့ပေါ့နော်ဟိုမအားတာနဲ့အခုမှ reply လေးပြန်ပေးတာပါရှင်ဟိုကနန်းအသားခြေဆက်မဆလာချက်လေးကိုပေါ့နော်လောက်ပြပေးပါဆိုလို့အခုအဲ့တယ်လေးလည်းပါနေတာနဲ့အခုပေါ့နော်လောက်ပြပေးသွားမှာပြီပေါ့နော်လိုက်ကြည့်ပါအောင်ရှင်ဒါလေးကတော့ပကံလေးတဲ့ဟိုကနန်းအသားလေးပေါ့နော်စတင်ပြီးတော့ထည့်ပါပြီကနန်းအသားလေးကနန်းအသားစစ်စစ်ကိုလောက်ပေးထားပါ ရှင်။ပထမဦးဆုံးဒေဦးရဲကိုစီလေးစတင်ထဲပါမယ်။ကြည်ပြင်းကျက်တော့အနီလေးပေါ့နော်။ကိုလိုတလောက်လေးပေါ့ချင်းလေးရဲ့ကျက်တော့အဖြူလေးရဲ့ထဲပါမယ်။ပင်ငယုတ်သီးခွဲချမ်းလေးရဲ့အလေးကိုနှံ့ရောင်းမွေးပါမယ်ရှင်။ပြီးရင်စနွင်းလေးနည်းနည်းပေါ့နော်။ကိုလိုတလောက်လေးပေါ့။စနွင်းကြိုက်တဲ့လူလည်းကြိုက်တယ်လို့ထည့်ပေါ့နော်။အဲပြီးရင်အယောင်တဲမုံလေးထည့်ပါမယ်။အဲလေးကိုနည်းနည်းလေးမွေးပဲ။မွေးပြီးရင်မဆလာလေးကိုနည်းနည်းလေးအုပ်ပါမယ်ရှင်။ ခဏန်းသားလေးကိုအိုးထဲကိုထည့်လိုက်ပါမယ်ရှင်ပြီးရင်အချိုမုတ်ပါမယ်စားလေးရဲ့တကြားလေးနည်းနည်းပေါ့နော်အဲ့ဒါလေးကိုထည့်ပြီးတော့မှုလိုက်ပါမယ်ရှင်မကြီးရဲ့အနှစ်ကလေးကိုနည်းနည်းလေးလိုတလောက်လေးပေါ့နော်ထည့်ပြီးတော့မှုပါမယ်ရှင်ခယူးစီလေးထည့်မယ်ကနန်းသားအကြာကြီးတော့ထားလို့မရဘူးပေါ့နော်အဲ့ဒါလေးကိုနှံ့နေအောင်မှုပြီးတော့ကဲချမ်းလေးထည့်ပါမယ်ရှင်ချမ်းကတော့ကြိုက်တဲ့လူကတော့များများထည့်ပေါ့နော်မကြိုက်တဲ့လူတော့နည်းနည်းလေးထည့်ပါရှင်ဒါဆိုရင် အရန်စားကောင်းတဲ့ကနန်းသားချင်းဆက်လေးကိုရရှိပါမယ်ရှင် ဲလေးတို့ရေကနန်းအသားချင်စဲလေးကိုလည်းချက်ပြပေးသွားပြီးသွားပြီပေါ့နော်ချောင်းသာကိုဟိုလာလဲမယ်ဆိုလို့ရှိရင်ဒေါ်ဆန်ဆန်မိုးချောင်းသာချက်ဖို့ပေါ့နော် Facebook ပိတ်လေးမှာလည်းရှိပါတယ်ရှင် YouTube လေးမှာလည်းခြာကြည့်လို့ရပါတယ် TikTok လေးမှာလည်းကောက်ကလေးရှိပါတယ်ရှင်ဒေါ်ဆန်းဆန်းမိုးချောင်းသာချက်ဖို့ပါရှင်မာယူကျင်နေဆိုလို့ရှင်တော့3ညာကို4နှစ်နှစ်5နှစ်တိ6ခုနှစ်ကိုဆက်သွယ်ပေးပါရှင်သမီးရှင်အားလုံးကျေးဇူးတင်ပါတယ်